အလုံးရှိကူးရဲလေးကိုပြီးတော့ပြန်ပြပေးမလို့ဒီနှစ်နှစ်ပါပါခွန်ဒီနှစ်နှစ်ပါပါခွန်ဒီနှစ်ခါနှစ်ပါပါခွန်အဲ့လိုဖြစ်ပြီးဒီချိန်မှာပေါကနဲ့ရိုက်ချင်တာရိုက်ဖို့အတွက်ကိုဒီခွန်ဖြစ်ခဲ့တဲ့အတွက်ခွန်ရဲ့နှက်ခတ်ဒီနှလုံး30ဒီနှလုံး30လို့ဖြစ်ပြီးလို့ရှိရင်သူ့နှက်ခတ်အောင်ပြီအဲ့ဒါဆိုရင် ဒီခွန်နဲ့ဒီနှစ်နဲ့ကိုစီနီယာသွားမှာဒီမှာရှစ်ဒီမှာကြတော့ခွန်တော့ခါယူနော်အဲ့လိုဖြစ်ပြီးလို့ရှိရင်နည်းဒီမှာ30ဖြစ်ပြီခွန်နှစ်ခတ်သူနဲ့သူနဲ့ကိုးပြီအဲ့ဒါဆိုဒီ၃လုံးက၃အဲ့ဒီ၃က၈၃ ြီးရင်ဒီ464ဆိုတဲ့ကဏ္ဍခွန်ပြိအဲ့ဒီ464ရဲ့ဝမ်းကျင်းအဲ့လိုအောင်မှုအတွက်ကိုတဲ့၄ထိပ်ရဲ့6ထိပ်ရဲ့ခွန်ထိပ်ရဲ့သူ၃လုံးပေါင်းနေဒီဖြစ်ခဲ့တဲ့ပြိပြန်ဖြစ်ရမှာဆက်ခွန်နဲ့ဒီဆက်ခွန်ပြိကိုဒီ၃လုံးဆက်ခွန်လို့ပြန်ချုပ်သွားပြီချုပ်သွားပြီဆိုရင်သူ့အောက်ကကဏ္ဍပြိရှိအဲ့ဒီပြိရှိကဒီမှာပြိရှိတဲ့ဒါမှမဟုတ်ရင်၃ပြိရှိပြိတဲ့ နဆိုင်ရိုင်းတယ်တုံးရှိပရိတုံးရှိပရိဒီနှလုံးကကိုသူနဲ့သူနဲ့တဆယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာလဲခွန်၄6ခွန်ခွန်ဒီခွန်ကိုပြန်ချုပ်တာဒီပရိကိုချုပ်တာဒီကောင်းကောင်းဒီမှာဝိုင်းကြီးအောင်သွားပြီဟုတ်ပြီအဲ့ဒါဒုတိယကတ်ကြည့်နေ ခွန်ပဲပါဝါဖြစ်ပြီအဲ့ဒါဆိုရင်ဒီ9နဲ့ဒီ10နဲ့ခွန်နှစ်ခါ3ညအဲ့ဒါဆိုရင်ဒီခွန်နဲ့ဒီ10နဲ့ရှစ်တယ်ရှစ်ရေးလိုက်ပြီနော်ဒီမှာရှစ်ရေးထားရှစ်အေးအဲ့ဒါဆိုရင်နှစ်ရနှစ်ရ6ရအလုံး3လုံးပေါင်းညာ3ညဒီ3ညဟမ်အဲ့ဒါဆိုရင် တာဝန်ချင်းတစ်ချောက်လေးရဝန်ချင်းအောင်ပါအောင်မှုတကူတစ်ချောက်လေးရတိပတိဖြစ်တဲ့အတွက်ဒီတစ်ထည့်ရဒီရှိကဒီနှစ်ဒီသုံးလုံးကတစ်ပြန်ချုပ်တယ်သူတစ်ကိုပြန်ချုပ်တယ်ဗရိတ်လည်းဒီမှာဝန်ချင်းလည်းဒီကောင်အောင်ရမယ်ဒီ6တစ်ကဝန်ချင်းအောင်မယ်အဲ့ဒါဆိုရင်တပင်တပင်သုံးပင်ဆင်းလိုက်6တစ်ပြိဒီဘွဲမှာအောင် နောက်တစ်ခါနှစ်ပိတ်နှစ်ခါခွန်ပိတ်အဲ့ဒါဆိုဒီတစ်နဲ့ဒီကူနဲ့ခွန်နှစ်ခါတုံညနှစ်ပါပါခွန်ခွန်နှစ်ခါတုံညဒီတစ်နဲ့ကူနဲ့ကူထည့်ရပြီ30ဖြစ်သွားပြီအဲ့ဒါဆိုဒီ၈နဲ့ဒီ၉နဲ့ခွန်ခွန်၈၉ကိုက်သွားပြီနော် ကြိုက်သွားပြီဆိုရင်တဲ့ဒီသုံးလုံးပေါင်းနဲ့ဘယ်လိုလုပ်ခက်လို့ရလဲ6 10ဆိုတော့ရှစ်ရှစ်ဆိုတော့ကျွန်တော်တို့ကရှစ်ရှစ်ဆိုတော့ကိုတော့ကိုတော့ရသွားပြီအဲ့ဒါဆိုရင်ဒီ99 1 9 1 1 1ချင်းဒီမှာ99ရသွားပြီเนาะဒီရှစ်နဲ့ဒီ9နဲ့ကိုဒီ1နဲ့ဒီ9နဲ့ဒီဒီခွန်တုံညသူတို့ကခွန် ရှေ့ကိုစီနီယာထိုးတာပြအဲ့ဒါဆိုရင်99တွေရသွားရသွားဆိုရင်ကိုကိုတစ်ကဒီမှာဝမ်းချင်းအောင်မယ်ဒီမှာကိုကိုတစ်ကဝမ်းချင်းကိုကိုတစ်ကဝမ်းချင်းအောင်မယ်ဆိုတော့ဒီကိုကိုတစ်ကဒီဝမ်းချင်းအောင်မယ်အောင်မယ့်ချိန်မှာ तू က16ဖြစ်ခဲ့တဲ့အတွက်ကိုထိတ်တစ်ထိတ်ကိုထိတ်ဆိုတော့16ပြန်ချုပ်သွားပြီเนาะအဲ့ဒါဆိုရင်ဟလာကိုတစ်တစ်ဆိုတော့16ပြန်ချုပ်သွားပြီ ဒီ break ကိုပြန်ချုပ်တာ။ तू ကဝမ်းချင်းအောင်ပါ။အဲ့တော့တပင်းနှစ်ပင်သုံးပင်ဆင်းလိုက်။တစ်6 break တစ်6 break ဆိုတော့ကျွန်တော်ကတော့တစ်6 break ကို99တွဲ၃ကပ်ပါတယ်ဗျာ99တွဲ6ပရိဖြင့်10ကပ်ပါတယ်ဗျာအဲမရှိတော့ဒါမပြည့်စုံလို့ပြည့်တော့ ပထမပြထားတာကိုကိုရှစ်ကိုလွယ်လွယ်လေးပြပေးပါလားအခုတော့အဲလွယ်လွယ်လေးကိုမှပြန်ပြီးတော့စနစ်တကျချုပ်ပြီးတော့ဒီပရိတ်6ပရိတ်6ပရိတ်ဖြစ်ဖို့အတွက်အဲ6ကိုမှ၄ရဲ6ရဲ9ရဲဒီသုံးလုံးပေါင်းရင်6ပြန်ဖြစ်ရမယ်အဲဒီ6ပရိတ်ကို6ဖြစ်မယ်နော်ဒါ6ပရိတ်ကဒီ6ပရိတ်ကဒီဝိုင်းရင်းအောင်မယ်အဲ့လိုဖြစ်ပြီးတော့ခွန်ထိတ်ကရသေးကြပြီလားဆိုတော့ဒီ2ရဲ့ဒီခွန်ရဲ့ နှစ်ပါဝါခွန်ခွန်ရဲ့နက်ခတ်ကဒီ၃နဲ့ဒီခွန်နဲ့တုံညာအဲ့တော့ကထက်ချုပ်ဒီနှစ်နဲ့ဒီခွန်နဲ့ကိုးပြေးကြသွားပြီဒါဝမ်းချင်းဒီ၃လုံးပေါင်းတဲ့၃ကရှိ၃တပင်းတပင်း၃ပင်အောက်ဆင်းလာ၈ပြိ၈ပြိ86ရှိမှလေ73ဖြစ်ချင်းဒါပရိကလွယ်လွယ်လေးဖြစ်သွားပြီအဒုတိယကတ်ကြည့်လိုက်နှစ်ပါဝါခွန်ခွန်ကြောင်းမို့လို့ ဒီ30ဖြစ်ပြီဒီ30ဖြစ်တဲ့နေရာမှာ6တိတ်ကဝမ်းချင်းတစ်ပရိအဲ့ဒါဆိုရင်ဒီမှာနှစ်ရှိတယ်ဒီမှာရှစ်ရှိတယ်ဒီမှာတစ်ထိတ်ဆိုရင်ဒီသုံးလုံးကတစ်ကြိုက်တယ်နော်ဒီ6ကဒီခွန်ကဒီခွန်ပြန်ဖြတ်တယ်အဲ့ဒါဆိုဒီတစ်ကဒီတစ်လိုပြန်ဖြတ်ရင်တစ်ထိတ်ကတည်ကြပြီအဲ့ဒါဆိုရင်6နဲ့1နဲ့ဒီ30ဖြစ်ပြီအဲ့ဒါဆိုဒီမှာဖြတ်ခဲ့တာ2နဲ့9နဲ့6အဲ့ဒါဆိုဒီမှာ1နဲ့9နဲ့8အဲ့ဒါဆိုရင် ဒီသုံးလုံးပေါင်းရတဲ့30အဲ့30ဟာရှေး30ဆိုရင်ဒီမှာထိတ်စီးလက်တေချာသွားပြီသူ့အောက်ကဘရိတ်က6ဘရိတ်10ဘရိတ်ပါဆိုတော့ကိုတက်ရှိမှာ6ဖြစ်ချင်း6ကတစ်ဖြစ်ချင်း1ကငါဒုတိယကနှစ်ခွန်လို့ပါပါပိတ်သူ့ရဲ့နှစ်ခတ်ဒီ1နဲ့ဒီ9နဲ့30အဲ့ဒါဆိုရင်ဒီ1နဲ့ဒီ9နဲ့ခွန်အဲ့ဒါဆိုရင်ကြိုက်တယ်လေ9 8 ခွန်းနဲ့ကြိုက်တယ်နော်အဲ့လိုကြိုက်ပြီးလို့ရှိရင်တဲ့ဒီကောင်ကဒီမှာဝမ်းချင်းအောင်ပါသူသုံးလုံးပေါင်းခဲ့တာကိုဖြစ်ခဲ့သည့်အတွေ့တဲ့ကိုခဏထားလိုက်6 1 1က8ရှီပေါင်းရှိရှီပေါင်းရှိတော့ကိုရှိမှတော့ကိုပဲပေါ့အဲ့ဒါဆိုရင်ဒီကိုကိုတက်ကဒီမှာဝမ်းချင်းအောင်ပါကိုကိုတက်ဆိုတာကိုပရိဖြစ်ခဲ့သည့်အတွေ့ဒီမှာရှိခဲ့တာကိုဒီမှာရှိတာတက်ဆိုတာ ီမှာကိုးထဲ့လို့ထဲ့မှာပဲသူတို့သုံးလုံးပေါင်းခြင်းကကိုးဒီကိုးအဲ့ဒါဆိုရင်တရဲ့ရှိရဲ့နှစ်ရဲ့ပေါင်းခြင်းတစ်ကဒီတစ်အဲ့ဒါဆိုရင်ခွန်ရဲ့6ရဲ့4ရဲ့ပေါင်းတဲ့ခွန်ကဒီခွန်အဲ့ဒါဒီကောင်ကဒီဝမ်းခြင်းအောင်လေဒီတိုင်းချုပ်ဒီကောင်ကဒီမှာဝမ်းခြင်းအောင်မယ်သူ့အတိုင်းပြန်တစ်ချုပ်ကိုးကိုးဒီသုံးလုံးပေါင်းခြင်းကိုးပြန်ချုပ်ကိုးတစ်တစ်ကိုးချုပ်ကိုးကိုးတစ်ကဝမ်းခြင်းအောင်မယ်ဒီနှစ်ခွဲ့ပဲဆိုတော့ မပြည့်စုံလို့ပြည့်စုံအောင်ပြန်တင်ပေးလိုက်တာကိုတန်နေကလေးပြားလေးတွေရှောက်ရှောက်ပြနေလို့တဲအားလုံးပေါကြပါသည်မင်္ဂလာပါ